မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ကြောက်ဖြူစစ်တွေမျိုးသိမ်းတိုက်ပွဲတွင် AAE ညီနောင်မဟာမိတ်များပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူနှင့်စစ်တွေမျိုးနယ်များကိုသိမ်းပိုက်ရရှိနိုင်ရင်ညီနောင်မဟာမိတ်များနှင့်ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်းယနေ့မေ28ရက်နေ့မီဒီယာများနှင့်တွေ့ဆုံမှုတွင်တက်အောင်တန် TNL ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားသောစစ်တွေကြောက်ဖြူမျိုးနယ်ကိုရရှိရေးအာရကတက်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလက်ရှိကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့ AA ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပါတယ်။ အာရကတက်တော် AAA ကြောက်ဖြူစစ်တွေမျိုးတိုင်းတိုက်ပွဲမှာညီနောင်မဟာမိညာဖြစ်ကြသော MNDAA TNLA လို့ပါဝင်တိုက်ခိုက်နေသလားဟုသတင်းဌာနကမေးမြန်းရာတွင် TNLA ကယင်းကဲ့သို့ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။ PSLF TNLA တွဲဖက်အထွေထွေအတွင်ရေးမှုဘုံမူကြီးတားပန်လာက2029ဆိုတော့ဒီလိုမျိုးမဟုတ်တော့ဘဲနဲ့စည်ရေးပြူဟာပြောင်းလဲပြီးမှကျင့်သုံးလာတာတွေရှိတယ်။တနေရာတဲ့စုပေါင်းပြီးမှစည်ရေးဖော်တာမျိုးမဟုတ်ဘဲနဲ့ခုနေရာမှာကိုတပြိုင်တည်းအကောင့်တွေဖော်တာမျိုးပြူဟာကိုကျွန်တော်တို့ပြောင်းလဲကျင့်သုံးလာပါတယ်။ကျွန်တော်တို့အတူတူတိုက်ပွဲတွေဝင်နေကြပါတယ်။ ကျွန်တော်ရဲ့နားလည်မှုကျွန်တော်ရဲ့သဘောတူညီမှုကတော့ရက်ခိုင်ပြည်မှာတာဝန်ထမ်းဆောင်နေကြတဲ့တိုက်ပွဲဝင်နေကြတဲ့ညီနောင်မဟာမိတ်၃ဘွေအဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ထို့အတူလည်းပဲနောက်ချိုမှာပြီးတော့မိုးကုံနာတဝိုင်းမှာတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့ရဲဘော်တွေလည်းညီနောင်မဟာမိတ်၃ဘွေတွေလည်းဖြစ်ပါတယ်ဟုပြောပါတယ်။ပြီးခဲ့တဲ့2014ခုနှစ်ကစပီးညီနောင်သုံးဖွဲ့မှပူးပေါင်းဆောင်ရွက်ခဲ့ပြီးနိုင်ငံရေးစည်ရေးသားမကအဖွဲ့အစည်းများ၏ရည်တည်ချက်များကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဘုံမူကြီးတာပန်လာကပြောပါရယ် လွန်ခဲ့တဲ့2014-2015ခုနှစ်ကစပြီးကျွန်တော်တို့ညီနောင်သုံးဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်။နိုင်ငံရေးစည်းရေးသာမကအဖွဲ့အစည်းတွေရဲ့ယက်တီချက်တွေကအစားပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။စီရင်မှာတော့တနေ့တခြားပြောင်းလဲလာတယ်ပေါ့နော်2015 16 19ကနေ2019အထိအဲ့ဒီတုန်းကနေပြီးတော့စစ်စင်ရေးတွေမှာတော့အတူတကွဘဲအဖွဲကတော့လူအင်အားဘလောက်ထည့်ဆိုပြီးတော့တခြားဟာတွေဘလောက်ထည့်ဆိုပြီးတော့တနေ့ရတဲ့ဆောင်ရွက်ခဲ့တာတွေရှိတယ်ဟုဘုံမူကြီးတာပန်လာကပြောပါတယ် ကြောက်ဖြူမျိုးနေကစစ်ကောင်စီအထိုင်ထတက်ဆွဲထားသောတက်စကန်တစ်ခုကို အာရကတက်တော်အေးအေးသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကကြီးတက်ရေတက်လေတက်များပြန်လည်တိုက်ခိုက်နေကြောင်းဒေသခံများကပြောပါရယ် ကျောက်ဖြူအခြေဆိုင်အမှတ်32ရဲတပ်ရင်အနီးမင်းတပ်တောင်ကြေးရွာရှိကာကင်းစခန်း၏အစိုးရစက်မှုလက်မှုတင်နန်းကျောင်းတွင်တက်ဆွဲထားသောစစ်ကောင်စီတပ်စခန်းများကိုအေအေကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။အစိုးရစခန်းများကိုအေအေကမေ16ရက်နေ့တွင်သိမ်းပိုက်ခဲ့ပြီးနောက်အစိုးရအနီးတစ်ဝိုက်များကိုစစ်ကောင်စီကကြီးတက်လေးတက်ရေးတံများဖြင့်ဖုံးကျဲတိုက်ခိုက်နေပြီးလက်ရှိတွင်လည်းနှစ်ဖက်စီရင်များတင်းမာနေပါသည်။ ကြောက်ဖြူတွင်စစ်ကောင်စီ၏ခလာရ34ခမာရ942ခမာရ923ဓညဝရီရေတပ်ဌာနချုပ်တောင်မော်ကြီးရေတပ်ဌာနခွဲအုံကျွင်ရေတပ်စခန်းနှင့်အမှတ်32ရဲတပ်ရင်းတို့ရှိပြီးရင်းတပ်ရင်းကစီမံခန့်ခွဲနေသည် အဆိုပါတိုက်ပွဲများကြောင့်ကြောက်ဖြူမျိုးပေါ်ကစစ်ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများနှင့်မျိုးကံများသည်ပြည်မာသို့ယခုရက်ပိုင်းတွင် ထွက်ခွာနေကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရပါသည်။ထို့ပြင်စစ်ကောင်စီထိန်းချုပ်ထားသောစစ်တွေမျိုးစစ်ကောင်စီတပ်စခန်းများကလက်နက်ကြီးများစနိုက်ပါများဖြင့်ပစ်ကတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းစစ်ရေးတရင်ရင်းမြစ်များကတရင်ဌာနကိုပြောပါရသည်။ အေအေကလည်းစစ်တွေမျိုးနယ်ကရေချမ်းပြင်အမြင်ကျော်ပါတလိန်ရွှေမင်းကန်ကလတန်မြို့ဝစတဲ့စစ်ကောင်စီရှိရာနေရာများကိုဖိကတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးနှစ်ဖက်စီရေးတင်းမာနေပါတယ်စစ်တွေတွင်ဒေသကိုကယ်မှုစစ်ဌာနချုပ်ဒါကာစစစ်တွေခလာရ20ခလာရ232ခလာရ280ခမာရ344ခမာရ354အပါအဝင်အမြောက်တက်တရင်ရဲတက်ရင်10ခုနီးပါးရှိနေပြီးအေအေအီထိုးစစ်ကိုခုခံရအတွက်အသင်းရှိနေပါတယ် ဆက်လက်ပြီးမြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Notic Aviation Capital Company အား NCP ဒိမ့်မတ်တွင်တိုင်ကြားခဲ့မှုအတွက်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေဟု JFN ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခဲ့သည့် Notic Aviation Capital Company အား NCP Damat တွင်တိုင်ကြားခဲ့မှုအပေါ်စုံစမ်းစစ်ဆေးမှုများစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်း Justice for Myanmar JFM ကယနေ့ထုတ်ပြန်ခဲ့ပါသည် ြင်သစ်နိုင်ငံချုပ် AVNT Transport Region နဲ့ ATR လေယာဉ်များကိုလက်နက်ကင်ပြပခါများဖြစ်ပွားလျက်ရှိသည့်မြန်မာနိုင်ငံသို့တင်ပို့ခဲ့သော Note Aviation Capital NAC ကုမ္ပဏီအားမြန်မာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Justice for Myanmar ကဒိမတ်နိုင်ငံနိုင်ငံတော်အဆင့်တိုင်ကြားချက်လက်ခံရေးဌာန NCP တွင်2024ခုနှစ်အတွင်းကတိုင်ကြားခဲ့ခြင်းလည်းဖြစ်ပါသည် အဆိုပါတိုင်ကြားချက်တွင် NEC သည်မြန်မာကုမ္ပဏီများသို့ ATR လေယာဉ်များရောင်းချခြင်း၊ငားရမ်းခြင်းနှင့်ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးရွားပြင်းထန်သောတရားမှုများနှင့်လူခွင့်ရေးချိုးဖောက်မှုဆိုင်ရာစိုးရိမ်မှုများပါဝင်ကြောင်း GFN ကဆိုပါသည်။ NCA အနေဖြင့်၎င်းတို့ကုမ္ပဏီကွဲများမှတက်စဉ် AKBZ ၊ရခိုအခါ A မင်္ဂလာအပါဝင် မြန်မာနိုင်ငံမှာဝယ်ယူသူများထံ ADR လေယာဉ်များရောက်ကြခြင်းငှားရမ်းခြင်းနဲ့ဘဏ္ဍာငွေထောက်ပံ့ခြင်းကိစ္စရများတွင်နိုင်ငံဆောင်စီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအရာ NEA ဆိုင်ရာကြိုတင်စီစဉ်မှုများလှုံ့ဆော်ရမည်၎င်းတို့၏တာဝန်ဝတ္တရားများကိုလိုက်နာရန်ပြတ်ခွဲခဲ့တဲ့ဟု Justice for Myanmar မှဝေဖန်ပြစ်တင်ထားပါသည်။ မြန်မာကုမ္ပဏီများမှတက်စဉ်အကြမ်းဖက်စစ်အုပ်စုသည်အဆိုပါ ATR လေယာဉ်များကိုရယူသုံးဆွဲနေပြီးအထူးသဖြင့်စစ်သုံးတဲယူပို့ဆောင်ရေးထောက်လန်းရေးနဲ့အထူးပုတ်ကလိကခရီးစဉ်များအတွက်အသုံးပြုနေခြင်းလည်းဖြစ်ပါတယ်။စစ်အုပ်စုသည်ပြည်သူအပေါ်ပြန်လည်ဆင်နွှဲသောအကြမ်းဖက်စစ်စင်ရေးများတွင်၎င်း၏စစ်သည်နှင့်စစ်လက်နက်များတည်ဆောင်ရာတွင်၎င်းဝေဟင်ထောက်လန်းရေးနှင့်ကင်းထောက်လုပ်ငန်းများတွင်၎င်းအဆိုပါ ATR လေယာဉ်များကိုအသုံးပြုနေကြောင်းခိုင်မာသည့်တပ်တွေအထောက်အထားများကိုအခြေခံ၍ Justice for Myanmar ကဆိုပါတယ်။ထို့သောလက်နက်ကိုင်ပြည်ပခများပြင်းထန် စွာဖြစ်ပွားနေသည့်အခြေအနေတွင်စစ်အုပ်စုတန်းတဆင့်ခံရောက်ရှိသွားသော ATR လေယာဉ်များကိုရောင်းချခြင်း၊ငှားရမ်းခြင်းနှင့်ဗဏ္ဍာငွေထောက်ပံ့ခြင်းများသည့်လို့အခွင့်အရေးအပေါ်ပြင်းထန်သည့်စိုးကြိုတက်ရောက်မှုများရှိခဲ့ကြောင်း Justice for Myanmar ကဆွဆွဲထားပါသည်။စစ်အုပ်စုသည်၎င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးများအတွက်စစ်သည်နှင့်စစ်လက်နက်များတည်ယူပို့ဆောင်ရာတွင်အဆိုပါ ATR လေယာဉ်များကိုအသုံးပြုနေခြင်းဖြစ်ပြီး၎င်းလေယာဉ်များသည်အရက်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသော စစ်ရဇဝင်မှုတွေအားပံ့ပိုးကူညီနေခြင်းဖြစ်ကြောင်းလဲ GFN ကဆိုပါတယ်စစ်အုပ်စုသည်ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်စည်စည်ခန့်ကိုလက်ရှိအသုံးပြုနေပြီးအဆိုပါ ATR လေယာဉ်များကိုအကြမ်းဖက်စစ်အုပ်စုကအသုံးပြုနိုင်ရန် NEC ကဲ့သို့သောနိုင်ငံခြားကုမ္ပဏီများတာမကမြန်မာနိုင်ငံရှိ Chrony Company 24 Hour Group ပိုင်ဆိုင်သော AKBZ ယခုမင်္ဂလာ Aviation စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateway Group စစ်အုပ်စုဆက်နွယ် Chrony စီးပွားရေးလုပ်ငန်းစု KT Group ခရိုနီဦးတီစာဤ True Group စသည့်မြန်မာခရိုနီကုမ္ပဏီကြီးများကလည်း ကူညီထောက်ပံ့ခဲ့ကြောင်း GFN ကပြီးခဲ့တဲ့နှစ်တွင်က ထုတ်ပြန်ခဲ့ပါရယ်မြန်မာနိုင်ငံရှိပေါက်တယ်များနဲ့ပတ်သက်၍ရိုးသေးလေးစားမှုအပါအဝင်၎င်းတို့၏လက်ရှိလုပ်ငန်းများနဲ့ဆက်နွယ်၍တင့်တော်လုံလောက်သည့်ကြိုတင်စီစစ်မှုများလှုံ့ဆော်ခဲ့ခြင်းမရှိဆိုသည့်စွပ်စွဲချက်များအပေါ် NEC ကညှင်းဆို့ထားပါရယ်နိုင်ငံတကာကုမ္ပဏီများပုဂ္ဂလိကစစ်လက်နက်ပွဲစားများနဲ့လေကြောင်းလိုင်းများသည့်မြန်မာစစ်တပ်ထံ ATR လေယာဉ်များလွှဲပြောင်းခြင်းနဲ့ရောင်းချခြင်းတို့အတွက် EU နဲ့နိုင်ငံတကာအရေးယူတန်းခတ်ပိတ်ဆို့မှုများကိုရှောင်လွှဲရန်ကြိုးပမ်းသည့်အနေဖြင့်နောက်ဆုံးလက်ဝဲအသုံး ုံပြုသူမြန်မာစစ်တပ်ကိုဖုံးကွယ်လေးရှိကြောင်း GFN ကအခိုင်အမာထောက်ပြပြောဆိုထားပါတယ်။ဆက်လက်ပြီးတပြည်လုံးအတိုင်းအတာဖြင့်ထိုးစင်များဆင်နွှဲကြရမည်အခြေအနေကြောင်းတိုက်ပွဲအရှိန်ဟုန်မြင့်လာပြီဟုဦးမင်းကိုနိုင်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကျန်းဖက်စစ်ကောင်စီကိုတပြီလုံးအတိုင်းအတာဖြင့်ထိုးစစ်များဆင်နွှဲကြရမည်အခြေအနေကြောင့်တိုက်ပွဲအရှိန်အဟုန်မြင့်လာမည်ဟုဦးမင်းကိုနိုင်ကပြောဆိုလိုက်ပါတယ်။အဆိုပါပြောကြားချက်သည်ယမန်နေ့မေလ29ရက်နေ့ကမြန်မာနိုင်ငံတွင်ဘေးကင်းသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစစ်ရုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလူဒန်းကြဖို့ဖိတ်ခေါ်မှုတွင်ဦးမင်းကိုနိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တပီလုံးအတိုင်းတာအနေနဲ့သိုးစစ်တွေဆင်နွှဲကြမဲ့အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အရှိန်အဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအလုံးသိကြမှာပါ ဖက်စစ်တပ်ကဖက်စစ်အပြုအမူအတိုင်းရိုင်းရိုင်းဆိုင်ဆိုင်စေယုံတွေစေကန်းတွေစာတင်ကျောင်းတွေအရက်ဖက်ပြစ်မှတ်တွေကိုတဲတဲမဲမဲလေးကျောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေအပါအဝင်ပြည်သူလူထုကအဲ့ကျမ်းမာရေးအပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုတွေ့ကြုံခဲ့ရတာပေါ့ဒါကအများကြီးပဲကြုံခဲ့ရတာပေါ့ ဆေးကူပေမဲ့နေရာအရောက်သေးကြတဲ့အခါမှာအခက်အခဲတွေဖြစ်ရင်ကြံ့ကြာခဲ့ရရင်မဖြစ်တင်တာတွေမဖြစ်တာမဆုံးရှုံးတင်တာတွေဆုံးရှုံးခဲ့ရပါတယ်ဟုဥမင်းခိုနိုင်ကပြောဆိုပါတယ်လက်ရှိတွင်မြေပြင်တွေလည်းတော်လန်ရဲရဲပေါ်တချို့ဆေးကူသားရန်အချိန်မီရောက်ရှိလာခြင်းမရှိသောကြောင့်ရွှေလျားဆေးကန်းများလိုအပ်နေပြီးစိတ်ချလုံခြုံသောဆေးကန်းနှင့်ဆေးရုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန္ဓာရေးလိုအပ်ချက်များရှိနေပြီးပြည်သူများကူညီရန်လိုအပ်နေပြီးမြေပြင်တွင်ဆေးကူသားပေးနိုင်သည့်လူသားအရင်းအမြစ်များစွာရှိနေကြောင်းသိရပါတယ် ကျမ်းမာရေးဘက်ကလာတဲ့ CDM တွေကလေ့ကျင့်သင်ကြားရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ်။လူနေတာကစိတ်ချလုံခြုံရတဲ့ဝင်ကျင်ကိုဖန်တီးပေးဖို့ပါပဲ။ အဲ့အတွက်ကြောင့်လေချောင်းတန်ကိုပါခံနိုင်တဲ့စေယုံစေကမ်းမျိုးတွေလိုပြီးပေါ်ဟုဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါတယ်။ဒေါ်လန်ရေးသည့်ပြည်သူလူထု၏အားနှင့်သွားနေရခြင်းကြောင့်ပြည်သူလူထုများအနေဖြင့်အားစိုက်ကြရန်လိုအပ်နေပြီးမြေပြင်တွင်ရှိနေသောရဲဘော်များအလုံးကိုစားတကယ်တိုက်ပွဲဝင်နေသောသူများအလုံးလိုအပ်ချက်ဖြစ်သည့်ဒီအချက်ကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားစိုက်ပေးကြပါရန်နှင့်မေတ္တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲတွင်အောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရင်ခွင်အလုံးပြန်နိုင်ကြစေရန်ပြောဆိုခဲ့ပါတယ်။